မူတဝါဒလိမ့်နေလို့ဆိုတာသူတော်ဘာအကျိုးပြည့်စုံအောင်လိမ့်ပြောတဲ့လိမ့်လေးကားမျိုးကိုစာပေကျမ်းကမှထုတ်ပြောလေးရှိတယ်။အော်တမန်လိမ့်တာလေးတွေဥမာမဲ့လူကြီးသိမှာကြောက်လို့လိမ့်တာမျိုးလို့အမေသိမှာကြောက်လို့လိမ့်တာမျိုးအဖေသိမှာကြောက်ဒီလိုလိမ့်တာမျိုးဟာအကျိုးစီးပွားကိုဆုပ်ယုပ်သွားတာမျိုးမဖြစ်ဘူးပေါ့ဘယ်လိုလိမ့်တာမျိုးတော့ဆိုရင် ယုံကျင်ကနာတက်ပြီးတော့တစ်ဖက်သားအကျိုးစီးပွားပျက်စီးသွားအောင်တက်တည်လိုက်ပြီးတော့လိန်နာကြတော့ကြီးမားတဲ့လိန်လေးမှုကြီးလို့ဒီလိုဆိုတယ်တစ်ဖက်သားအကျိုးစီးပွားပျက်စီးသွားတယ်ပိုင်းဆိုင်သူမဟုတ်တာကိုဟုတ်ပါတယ်လို့တက်တည်ထွက်ဆိုတယ်ဟုတ်တာကြတော့မဟုတ်ပါဘူးလို့တက်စိတ်ထွက်ဆိုတယ်အဲ့ဒီကြတော့တစ်ဖက်သားရဲ့ဆုံးရှုံးမှုနဲ့နောက်မှုတွေဟာအမှန်တမ်းကြီးမားသွားတယ်အဲ့ဒီလို လိန်လေးမှုမျိုးဟာ အမတမကြီးမားတဲ့အဖြစ်ကြီးဖြစ်တယ်။ဒါကြောင့်အကုသိုလ်လိန်လီမှုဟာရှောင်ကျင်တာကုသိုလ်။နောက်တစ်ခါလူတိုင်းဝိုင်းထဲမှာတဦးနဲ့တူအဆင်ပြေအောင်မပြောဘဲနဲ့တဦးနဲ့တူမတက်အောင်မိသားစုထဲမှာလည်းစိတ်ဝမ်းကွဲအောင်ဆိုတာမျိုးလုပ်လို့ရှိရင်ဒါအကုသိုလ်ပဲ။စိတ်ဝမ်းကွဲအောင်မလုပ်ဘဲနဲ့ရှောင်ကျင်တယ်အလုံးညီညွတ်အောင်ပြောပြတယ်ဆိုလို့ရှိရင် ကုသိုလ်နဲ့ တပန်းရင်ရင်ကြည်ကြည်နဲ့စိတ်နှလုံးကြားတဲ့ပုဂ္ဂိုလ်နားချမ်းသာအောင်ရင်ကြည်တိမ်ဝဲစွာရင်ရင်ကြည်ကြည်မပြောဘဲနဲ့ရိုင်းရိုင်းပြပြပြောလို့တစ်ဖက်သားကမခံနိုင်လောက်အောင် ဖြစ်တာမျိုးကအကုသိုလ်တဲ့ရင်ရင်ကြည်ကြည်ပြောရင်ကုသိုလ်ဒါတွေကရိုင်းရိုင်းဆိုင်ဆိုင်ပြောတာဟာတစ်ဖက်သားကို ဒေါသအမျက်ချောင်းချောင်းထွက်စီညမကမိမိကိုယ်တိုင်လည်းကြမ်းလေတစ်ဖက်သားကိုလည်းကြမ်းတမ်းသွားတော့နောက်ဆက်တွဲအကောင်းကမလာတော့ဒီလိုဆိုတော့ရင်ကြီးကြီးနဲ့ပြောတတ်ပဲဆိုလို့ရှိရင်တော့ပြဿနာတွေမတက်ဘူးဒါကြောင့်မို့ဒါရင်ကြီးကြီးပြောခြင်းကိုကုသိုလ်ရဲဆက်ဆက်ပြောခြင်းကိုအကုသိုလ်လို့ဒီလိုဆိုတာနောက်စကားပြောတဲ့အခါမှာတရားလက်လွတ်စကားတွေမပြောပဲ အကျိုးနဲ့အကြောင်းနဲ့အဆိုးနဲ့အကောင်းနဲ့လောကီကောင်းကျိုးဖြစ်စေလောကုတ္တရာကောင်းကျိုးဖြစ်စေကောင်းကျိုးတွေဖြစ်ပေါ်စေနိုင်တဲ့စကားမျိုးကိုပြောရအဲ့ဒါမျိုးမဟုတ်ပဲနဲ့အကျိုးဖြစ်ပြအောင် ပြောတဲ့စကားမျိုးတွေကြတော့အကုသိုလ်တွေအကျိုးရှိအောင်ပြောတာကြတော့ကုသိုလ်ဝိဇ္ဇာကောတ္တပြပတ်ကြီးနားလည်အောင်မြတ်စွာဘုရားဒီလိုရှင်းပြ ဟောနောက်တစ်ခုကတော့တင်များပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့ဆိုတဲ့လောဘနဲ့တွေးတဲ့အတွေးဟာအကုသိုလ်။သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့အတွေးဘယ်တော့မှမတွေးဘူး။အဲ့ဒီအတွေးမျိုးဟာရှောင်တယ်ဆိုလို့ရှိရင်ကုသိုလ်။နောက်တစ်ခုပြပါလား။မုံတိမှုကိုအခြေခံပြီးတော့တစ်ဖက်သားအပေါ်မှာဒေါသနဲ့တွေးတာ။ဒီကောင်ပျက်စီးသွားရင်ကောင်းမှာပဲ။ တည်သွားရင်ကောင်းပါပဲတခုခုဖြစ်သွားရင်ကောင်းပါပဲအဲ့ဒါလို့တစ်ဖက်သားနစ်နာဆုံးရှုံးတာကိုလိုလားတဲ့တွေးတဲ့မုံတီးတဲ့အတွေးဟာဗျာပါဒလို့ခေါ်တယ်အဲ့ဒါကအကုသို့အေးတစ်ဖက်သားရဲ့ကောင်းစားမှုအကျိုးစီးပွားကိုလိုလားတဲ့အတွေးမျိုးကြတော့ကုသို့လို့ခေါ်တယ်နောက်တစ်ခါအမြင်နဲ့ပတ်သက်လာတဲ့အခါမှာကံရဲ့အကျိုးတရားကို မရှိဘူးလို့ညင်းပယ်တဲ့အမြင်ဟာအကုသိုလ်ကံတရားရဲ့အကျိုးတရားတွေရှိတယ်လို့လက်ခံတဲ့အမြင်ဟာကုသိုလ်လို့ဒီလိုဆို။ဘာကြောင့်ကုသိုလ်အကုသိုလ်အဲ့ဒီနေရာမှာခွဲတယ်လဲလို့ဆိုလို့ရှိရင်ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့အကျိုးတရားဟာဘာမှ မရှိဘူးလို့ညင်းပယ်ထားတဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်တည်း ကောင်းတာလုပ်မှာမဟုတ်ဘူးမကောင်းတာပဲလုပ်မှာအဲ့ဒါလုပ်မဟုတ်ဘဲနဲ့ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ကံတရားရဲ့အကျိုးကိုလက်ခံတဲ့ပုဂ္ဂိုလ်ကတော့အေးငါမကောင်းတာလုပ်ရင်ငါမကောင်းတာတွေဖြစ်မှာပေါ့ငါကောင်းတာပဲလုံးဝဖြစ်မှာပဲငါကကောင်းစားချင်တာကိုချမ်းသာချင်တာဆိုတော့ကောင်းတာလုံးဝဖြစ်ဆိုလူတော်လူကောင်းဖြစ်သွားတယ်အဲ့ဒီအမြင်မတူဘူးလို့အမြင်နှစ်ခုပြောင်းတာနဲ့ လူတော်လူကောင်းဖြစ်တာနဲ့နော်လူမိုက်ဖြစ်သွားတာဒီနှစ်ခုကွဲပြားခြားနာတော့အဲ့ဒါကြောင့်မလို့ကုသိုလ်အကုသိုလ်ဆိုဒီမှာအပင်ငယ်ကြတာကြီးပဲမဟုတ်ဘူးဒီဘဝမှာမှန်ကန်တဲ့လမ်းကြောင်းပေါ်ရပ်တည်နေပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတတ်လို့ရှိရင်ကုသိုလ်ကောင်းကျိုးချမ်းသာတွေမဖြစ်စေတတ်ဘူးဆိုအကုသိုလ်လို့ဒီလိုတတ်မှတ်ပြီးတော့မြတ်စွာဘုရားဟောတာ